င်္ဂလာပါရှင်ကျမတော်ဖူးဤဤနွယ်ပါ DV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နမဲကြီးရုပ်ရှင်တရုတ်ဆောင်ဖူးဖွေးကိုအာနာသိန်းစေုပ်စုကရွေးကောက်ပွဲဝါရဖြတ်နဲ့ရိုက်ကူးရေးတွေမှာမပါဝင်လို့ဖမ်းဆီးလိုက်တယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတွေစီကနေသိရပါဗျ။ပြည်ဦးလိမျိုးမှာဇကားရိုက်နေတဲ့ဖူးဖွေးကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့လည်းသိရပါဗျ။ဖူးဖွေးနဲ့ပတ်သက်ပြီးစေအုပ်စုရဲ့ဝါရဖြန့်သူကျော်မျိုးမင်းကလည်းနိုမာလ9ရက်နေ့က ဖွဖွေဟာရွေးကောက်ပွဲဝါရဖြန့်ကိစ္စတွေမှာမပါဝင်ကြောင်းပြောဆိုမှုတွေပြုလုပ်ထားပြီးတရုတ်ဆောင်အလင်းရောင်ကိုပါထည့်သွင်းပြောဆိုထားတာပါစီအိုစုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါရဖြန့်ကမ်ပိန်းတွေမှာနိုမာလ9ရက်နေ့နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပေမဲ့အလင်းရောင်နဲ့ဖွဖွေကနိုမာလ9ရက်ညနေအထိဆက်သွယ်မရဘူးလို့ကျော်မျိုးမင်းကပြောဆိုထားပါတယ်ဖွဖွေဖန်းခံရတာတေချာပြီးရိုက်ကူးရေးလုံနေတော့လာဖန်းသွားတာလို့အမှုပညာအတိုင်းအဝိုင်းနဲ့နီးစပ်သူတယောက်ကလည်းအတည်ပြုပါရတယ် နူမာလာ6ရက်နေ့ညမှာပဲဖွဖွေးပြန်လွတ်လာခဲ့ပြီးတော့အလင်းရောင်ဖမ်းဆီးခံရတဲ့ဆိုတဲ့သတင်းတွေအင်တာနက်လူမှုကွန်ရက်ဆိုင်မျက်နှာတွေမှာပြန့်နှံ့နေပေမဲ့ဒီသတင်းအချက်အလက်နဲ့ပတ်သက်ပြီး DVB ကအတိမပြုနိုင်သေးပဲဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းနဲ့အနောက်ပိုင်းမှာနိုမာလာ6ရက်နေ့ည7နာရီကနယူးဒေါ်လန်ရေးကိုတရုတ်နိုင်ငံကဂျာဝင်ဆွတ်ဖတ်တာကိုစန့်ကျင်တဲ့အနေနဲ့တန်မုံ TV သွေးသစ္စာသချင်းတီဆိုပြီးဆန္ဒပြခဲ့ကြတယ်လို့မိုးကုတ်မြို့ကနေကပြောပါတယ်မုဂုံမြို့အရှိပိုင်းရောအနောက်ပိုင်းမှာပါမြို့ကံတွေကညီညီညွတ်ညွတ်နဲ့ဆန္ဒပြကြတာဖြစ်ပြီးတန်မုံတီးပြီးတော့သွေးသစ္စာတခြင်းတီးဆိုခဲ့ကြတယ်လို့မြို့ကံတယောက်ကပြောပါရယ် မုဂုမြို့ကို TNL ကစစ်ကော်မရှင်တက်စီကိုတရုတ်ဂျာဝင်ဆင်းဆက်ပေးမှုနဲ့ပြန်လည်ပေးမယ်လို့အော်တိုဘာလ29ရက်မှာကြေညာခဲ့တာပါ။အဲ့လိုကြေညာပြီးတဲ့နောက်ပိုင်းမုဂုမြို့ကနေအနေနဲ့အရင်စစ်တပ်အုပ်ချုပ်တဲ့ကာလကိုပြန်ရောက်သွားတယ်လို့ခန့်စားရပြီးမြို့ကနေအားလုံးစိတ်ညစ်နေကြတယ်လို့မုဂုအရှိပိုင်းမြို့ကန်တယောက်က TVB ကိုပြောပါတယ်။ မကုတ်မြို့ကနေ TNL တက်တွေနိုမာလာ25ရက်နေ့မှာပြန်လည်ဆုတ်ခွာတော့မှာဖြစ်ပြီးလက်ရှိအချိန်အထိတော့မြို့ရဲနေရာတွေမှာ TNL တက်တွေရှိနေဆဲပဲလို့သိရပါတယ်ရှင်။မကုတ်မြို့နေပြည်သူတွေဟာနိုမာလာ6ရက်ညကတန်မုံတီးပြီးတော့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။တအံမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကမိုးကုံမျိုးကိုစစ်တပ်စီပြန်ပေးဖို့သဘောတူလိုက်တာကြောင့်မြို့ကန်တွေကအခုလိုဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဲ့ဒီတမုံတန်တွေဟာဒေးနှစ်ကြော်ကြတဲ့အထိပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓာတ်မလျော့တာကိုပြသနေတယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ MDY PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ဒေါက်တာစိုးသူရစောကသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။တပိတ်ခေါင်းဆောင်ဒေါက်တာဒေဇာဆန်းကလည်းမိုးကုတ်ပြည်သူတွေကဆရာနာရှင်စနစ်ကိုလုံးဝဆန့်ကျင်ကြောင်းနဲ့မိုးကုတ်မျိုးတွေကိုအာဏာသိမ်းစစ်တပ်ပြန်ဝင်လာမှာကိုမလိုလားကြောင်းတန်မုံတန်တွေကပြသနေတယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းနဲ့အနောက်ပိုင်းတွင်မှာနိုမာလ6ရက်နေ့ည7နာရီကနယူးတော်လန်ရေးကိုတရုတ်နိုင်ငံကဂျာဝင်ဆွတ်ဖတ်တာကိုစန့်ကျင်တဲ့အနေနဲ့မြို့ကန်ပြည်သူတွေကတံမုံတီးပြီးသွေးသစ္စာတချင်းကိုတီးဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါရဲ့ရှင်အော်တိုဝါလာတရနေ့မှာစတင်ခဲ့တဲ့အမေရိကန်အစိုးရရန်တရားရက်ဆိုင်မှုဟာ36ရက်မြောက်ရှိလာခဲ့ပြီးတမိုင်းတစ်လျှောက်အချိန်အကြာဆုံးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ ဒါဟာ Trump လက်ထက်ပထမတက်တန်အတွင်အကြာရှည်ဆုံးဖြစ်ခဲ့တဲ့35ရက်ထက်ကျော်လွန်သွားသလိုလက်ရှိ Congress လွှတ်တော်မှာလည်းသဘောတူညီချက်ရဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်အမတ်တွေကြားတစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးလို့တဲ့လက္ခဏာမျိုးမတွေ့ရသေးပေမဲ့ဆွေးနွေးညှိနှိုင်းလို့တဲ့သဘောထားတော့ပြတ်သက်လာကြပါတယ်။နောက်ဆက်တွဲအဖြစ်အစိုးရဝန်ထမ်းအများစုဟာလောက်ခလာစာမရဘဲအလုဆက်လုံနေရပြီးပြည်သူတန်းတဲ့ချီအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံဝန်ဆောင်မှုတွေမပေးနိုင်တော့တာမျိုးဖြစ်လာခဲ့ပါတယ်။ မေရိကန်နိုင်ငံသား42တန်းကျော်ဟာဝင်ဝင်နေပါတဲ့အလျောက်အစိုးရထောက်ပံ့တဲ့စားနပ်ရိက္ခာအစီအစဉ်ပေါ်မိခိုနေရတဲ့အပြင်ဖက်ဒရယ်ဝန်ထမ်းပေါင်း1.4တန်းရဲ့လစာတွေပါမထုတ်ပေးနိုင်သေးကြောင်းဖော်ပြထားပါတယ်။တကယ်လို့နောက်တစ်ပတ်ထဲမှာအစိုးရလုပ်ငန်းတွေပြန်ပွင့်လာခဲ့ရင်တော့စုစုပေါင်းပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ရဲ့တိုးတက်မှုနှုန်းဟာနှေးကွေးသွားနိုင်တယ်ဆိုပြီးခန့်မှန်းထားပါတယ်ရှင်။ နိုင်ဂျီးရီးယားဆိုရကဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးအထူးစိုးရိမ်စရာနိုင်ငံအဖြစ်အမေရိကန်ပြည်အောင်စုကသတ်မှတ်ချက်ကိုနိုမာလ9ရက်မှာပယ်ချခဲ့ပြီးဒီလို့ရဟာသတင်းမှားတွေနဲ့မှားယွင်းတဲ့အချက်အလက်တွေပေါ်အခြေခံတယ်လို့ပြောဆိုလိုက်ပါတယ်။ဘာသာရေးလွတ်လပ်ခွင့်ကိုချိုးဖောက်တယ်လို့အမေရိကန်ကသတ်မှတ်ထားတဲ့နိုင်ငံတွေစီးရင်နဲ့မှာနိုင်ဂျီးရီးယားကိုပြီးခဲ့တဲ့အပတ်မှာပြန်လည်ထည့်သွင်းခဲ့တာပါ ခရီးယန်တွေကိုတပ်ဖြတ်မှုကိုနိုင်ဂျီးရီးယားကမနိုင်သေးရင်ဖြစ်နိုင်ခြေရှိပြီးမြန်ဆန်တဲ့စီးရီးအေးအေးမှုအတွက်ပြင်ဆင်ဖို့ကာကွယ်ရေးဌာနကိုတောင်းဆိုခဲ့တယ်လို့ American သမ္မတဒေါ်နယ်ထရန့်ကစနေနေ့မှာပြောခဲ့ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကိုချိုးဖောက်သူအဖြစ် နိုင်ဂျီးရီးယားကိုသတ်မှတ်ဖို့အမေရိကန်အစိုးရရဲ့ဆုံးဖြတ်ချက်ဟာနှစ်နိုင်ငံအကြားတန်တမန်ဆက်ဆံရေးကိုတင်းမာစေခဲ့ပါတယ်။ထရန့်ရဲ့စီးရီးအရအေးယူမဲ့ချင်းချောက်မှုတွေဟာမမှန်ကန်ပဲနိုင်ဂျီးရီးယားရဲ့ရှုပ်ထွေးတဲ့လုံခြုံရေးစိန်ခေါ်မှုတွေကိုမှားယွင်းဖော်ပြခဲ့တာဖြစ်တယ်လို့သတင်းအချက်အလက်ဝန်ကြီးမိုဟာမက်အီဒရစ်ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောရင်းနဲ့နိုင်ဂျီးရီးယားရဲ့မှတ်တမ်းကိုကာကွယ်ခဲ့ပါတယ်ရှင်။ မေရိကန်ပုဂ္ဂလိကအာကာသကုမ္ပဏီနဲ့အာကာသတည်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ဟာနိုမာလ9ရက်ပုံတူးနေ့ကဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral အာကာသတပ်ဖွဲ့စခန်းကနေ Falcon 9ဒုံးပျံတဲ့ Starlink ဂျိုဒူတွေရဲ့အသစ်အုပ်စုတစ်စုကိုဂျိုပတ်လန်းနဲ့ကိုအောင်မြင်စွာပြစ်လွတ်ခဲ့ပါတယ်။ဂျိုဒူ29လုံးလွတ်တင်ခဲ့တာလို့ SpaceX ကဆိုပါတယ်။ဒီတစ်ခေါက်မစ်ရှင်မှာတော့ပထမအဆင့် Booster ကိုအသုံးပြုခဲ့ပြီး SpaceX ရဲ့ပြန်လည်အသုံးပြုနိုင်တဲ့ဒုံးပျံနည်းပညာကိုသရုပ်ပြခဲ့ပါတယ်။